စစ်ကောင်စီတပ်ထင်းချုပ်ထားတဲ့တရုတ်မြန်မာနယ်စပ်မူဆယ်မြို့မှာတပတ်ကျော်အတွင်းလူရဲမှုနဲ့ပြန်ပေးဆွဲမှုတုံးကျင်ထပ်မံဖြစ်ပွားခဲ့ပါတယ်။ဒီနေ့မေလ9ရက်မနက်7:00ခွဲဝန်းကျင်ကမူဆယ်မြို့ကောင်းမှုလွယ်ရပ်ကွက်မှာဆိုင်ကယ်မောင်းလာတဲ့အမျိုးသမီးတအူးကိုကားမောင်းလာတဲ့အမျိုးသားနှုတ်ဦးကဆိုင်ကယ်ပေါ်ကနေဆွဲချပြီးပြန်ပေးဆွဲထားခဲ့တယ်လို့ဖြစ်စဉ်ကိုတရှိသူတအူးကရွှေဖမေကိုပြောပါတယ်။ခုကိစ္စကပြန်ပေးဆွဲခံရတာနော်ပြီးရင်ပါအတမ်းမကြရတော့ ပြင်ပစ်ဆွဲခံရတဲ့သူကဘယ်ရောက်ကွက်မှန်နေလဲဘယ်လိုလဲဆိုတာမျိုးလဲသိရမှာမဟုတ်တော့ဘာလို့ဆိုမူဆယ်မျိုးရဲ့အခြေအနေကကိုဖြစ်ကိုခံအခြေအနေဖြစ်နေတယ် အခုလိုတပတ်ကျော်အတွင်းလူရမှု၃ကြိမ်ထပ်မနေဖြစ်ပွားနေတာဟာတရားဥပဒေစိုးမိုးရေးအားနေတာကြောင့်လို့အထက်ပါဒေသခံကပြောဆိုပါတယ်စစ်တပ်ကအနာသိမ်းပြီးနောက်ပိုင်းမူဆယ်မြို့မှာမူရစီဝါရောင်းဝယ်တုံဆွဲတုနဲ့လောင်ကစားဝိုင်းအရင်ကထက်များလာပြီးခိုးမှုလူရမှုလူတက်မှုနဲ့ဓမြတိုက်မှုတွေမကြာခဏဖြစ်ပွားနေပြီမဲ့တရားခံကိုဖော်ထုတ်နိုင်မှုနည်းနေတယ်လို့နောက်ထပ်ဒေသခံတူကလည်းပြောပါတယ် မူဆယ်မှာကပရှင်မဲလောင်းမချခဏတွေ့နေတယ်လူတွေလည်းဘာတရေမှမကြရတိုင်းဘာမှဖြစ်တယ်လို့ပြီးသွားတယ်မူဆယ်မျိုးရဲ့ခြေနေကတော်တော်ဆိုးနေကြောက်စရာကောင်းတဲ့မျိုးဖြစ်နေမူဆယ်မျိုးဟာစစ်ကောင်စီတပ်ထင်းချုံနေမည်ဖြစ်ပြီးစစ်ကောင်စီတပ်အပြင်ပြည်သူစစ်အဖွဲ့ပေါင်းစုံတွာလာလှုပ်ရှားတဲ့နေရာလေးဖြစ်ပါတယ်ရှင်